ကဗျာလေးတစ်ပုဒ်လောက်ရုပ်ပြချင်ပါတယ်ကဗျာရဲ့ခေါင်းစဉ်ကိုတော့ဆောင်းဦးမိုးလို့ခေါင်းစဉ်ပေးထားပါတယ်ဆောင်းဦးမိုးနှင်းမုံဆွဆွပြောင်းညွအေးစိတ်ငိမ့်ငိမ့်တာတာခေမှန်ပါလားဆောင်းဦးမိုးနှင်းကိုမျောရသည်ခွဲပွင့်ကလေးတွေကိုမျောရသည် တိုးမွေးဆွေတာလေးနဲ့နေကြီးနုထွေးကိုမျောရသည်မျောပေမဲ့မောရသည်သာနှင်းနောက်ကြသည်လားစောင်းနောက်ကြသည်လားတို့ဒီမဟုတ်စောင်းနဲ့နှင်းတို့တိုင်တိုင်ပင်ပင်နဲ့ပင် အတူတူနောက်ကြနေသည်လားမိုးငွေမကျွင်းတိမ်ကင်းကင်းနဲ့နှင်းလဲမလားစောင်းမပါခင် ကြာရက်ရွှေ၍မောရသည်မြော်ရသည် ကိစ္စသည်အပြေးတွေ့ရသည်ကိစ္စထံများစွာစိတ်မှနှွမ်းရသည် စန္နာတို့စောနေသည်ထက်ရောက်တင်သောအချိန်မှာရောက်မလာခြင်းအတော့လဲများစွာစိုးရင်ရပြန်သည် ခွဲ၍လွဲရသည်ထက်လွဲ၍ခွဲရသည်ကပို၍ထိခိုက်နာကျင်စရာမဟုတ်ပါလား လေပြေတွေးတော့အေးမြစိတ်သည်သူလာပြီလားလာပြီထင်၍ပြေးအတွေ့မှာစောင်းဝေးမဟုတ်ဝတန်ရုပ်နဲ့တိမ်ပုတ်တွေကတဲလွန်ဆွေတောင်နေကြဖူးကလေးတွေလည်းလမ်းဘေးဝဲရာဟိုမှဒီမှပေါ်လာကြသည်ရွာချီစီးရုံမှာလည်းမြူငွေ့ကလေးတွေကဆိုင်း၍တီး၍ရစ်ဖွဲ၍ ွဲ့တွဲ့ချမ်းရတော်မီငွေငွေအေးရတော်မီအထင်ဖြင့်ဆောင်းတော်ကူးပန်းကလေးတို့အညော့အကော့လူးလွန်းလို့ဖူးဖို့ပြင်လေပြီရာသီမတိ၍ပန်းနဲ့ညှိမိပြန်သည်ဆောင်းဦးမဟုတ်လေလားယုံကြည်အေးအေးတက်မှာမိုးငွေတို့တိုးတိုး၍တက်လာသည် တိမ်ပူတိမ်ရှုပ်ညိုပုတ်ပုတ်တွေက သေး၍မဲ၍ရွာလာကြပြီငုံစဖူးစဟေမန္တပန်းကလေးတို့ကျွေရလေပြီမျောခဲ့ရစောင်းခဲ့ရဒီကစောင်းရောက်လာခဲ့ဒီကမိုးခတ်ပြီပန်းကလေးတို့ကျွေရတတ်ရပြီ လောကကိုစွတ်ပြန့်စေဖို့အလှနဲ့ယနံ့တို့ပြင်းစင်ထားပါလျက်ကဲနဲ့ပောက်ခရာဝတ်တော်ကြောင့်စောင်းဥမိုးကြောင့်လွင်ပါဆုံးရှုံးကြရလေပြီ။ ရက်ဆက်သည်ဟုဆိုရပေမည်လားစောင်းဦးမိုးဟာဆိုးခွင့်ရ၍ဆိုးသည်လူချမ်းလူဆိုးလိုရွာခွင့်ရ၍မညာမတာအားရအောင်ရွာတော်သည်နှင်းလန်းတလျှောက်ဘဲသူနှောက်၍နှင်းနှောက်ကြနေပါသည်လေနှင်းမလာ၍မိုးညာမိုးသွန်းအတင်းနှမ်း၍ပန်းမကြွေလွင့်စောရသည် ြည့်တွေ့လိုက်ရသည့်ကိစ္စထက်ညော်ရသည်ကများစွာပင်ပန်းလွန်းလာပါသည်။ရောက်လာပြန်တော့လဲမျောသူမဟုတ်သောကြောင့်ပန်းတို့သဘောကကျွေရလွင့်ရပြန်ပါသည်။ခွဲ၍လွဲရသည်ထက်လွဲ၍ခွဲခဲ့ရခြင်းကဖြေရခတ်တဲ့ဝေဒနာ။တို့ဖြစ်၍ဘဝဘဝတို့၌ပန်းကလေးများကဲ့သို့ ဖြစ်ခဲ့ရတီခဲ့ရပါမူ။ မျောရသောအဖြစ်မှဝေး၍စောင်းဥမိုးကဲ့သို့မိုးမျိုးနှင့်မစုံရမကြုံရပါစေကြောင်းစုသာအချိန်ချင်းတောင်းမိပြန်ပါတော့သည်တင်သူပါကျွန်တော်ရဲ့စောင်းဥမိုးဆိုတဲ့ကြပြားလေးကိုအဆုံးအထိနားဆင်ခံစားပေးကြသူ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ